ာလုံးလုံးလေးငိုအခန်းဆိုရင်အကိုရုံမြင်ရကိုရည်စင်တာဟုတ်တယ်ကျွန်တော်မြင်တိုင်းသူရည်ပြီနော်ဟုတ်တယ်ပါတီတီတီဟာလေဒါကျမထီပါအမဟုတ်ဘူးကျွန်တော်ထီကျွန်တော်ထီလို့ထီလို့ဘူရှင်ဝင်လာဒီဝမ်းကလေးကစာစာဒေးဇီလို့လည်းစာတယ်ဒေးဇီလို့လည်းစာခြင်းနေဟိုကမီးစင်ကလည်းနည်းနည်းတီးရဲနည်းနည်းတီးတယ် ာခြေရာလည်းမသိဘူးပေါ့အဲ့လိုဖြစ်တယ်ဒီဝမ်းမှာဟုတ်ပဲအခွေလေးစပြောဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့နည်း short ဖို့တော့လိုအပ်နေပြီတက်လဲ30ဖြစ်သွားပြီခိတ်စီရလည်းပြောင်းသွားပြီဆိုတော့ short မှရတော့မှမ short လို့မရတော့ဘူးအဲ့လိုမျိုးဘာသာဘယ်တော့မိမယူမလဲအဖားတို့လိုက်တောင်းဝင်းမယ်လေဘယ်တော့ယူမလဲအဖားတို့တောင်းဝင်းမယ်အဲ့လိုမိမပါဗျာအဲဒါကတော့အမှန်တမ်းပြောရရင်အမှန်တမ်းပြောရရင်အိမ်ဆောင်ရေးရလို့အလောင်းလည်းမဟုတ်ဘူးသူ ဆက်ကဘုလိုဆက်ရှုပ်လဲမဟုတ်ဘူး။ကျန်တဲ့အောင်အထင်လွဲပြီးတော့ဖြစ်တဲ့ဟာအဲမာရွန်းဆွတ်ဆွဲပြီးတော့ဒီတိုင်းနားရအဲ့လိုမျိုးပေါ့သူတရားမှားပြီးတော့နားရဖက်လိုက်ခိုင်းတာပေါ့အဲ့လိုမျိုးလေးပါ။အများကြီးညစ်စရာမလိုပါဘူး။ကိုရှင်ဝင်လာတာလေတကယ်အဲ့လို ုံလုံးဂျန်နီနဲ့မှမဟုတ်ဘူးတင်တယ်တကယ်တရုတ်ဆောင်တဲ့အားလုံးရဲ့ good review ပဲဂျန်နီပြန်ကြားရတာပေါ့နော်ကိုရှင်မေလာအရန်ကိုသူကဒိုင်လွန်ညီထွေစာနေပေးတယ်ဆက်ဆံရေးပိုင်းမှာလည်းအရန်ကောင်းတယ်ဂျန်နီနဲ့ကောင်းတယ်တကယ်ကိုအရန်နားလည်မှုပေးပြီးတော့အရန်စိတ်ထားပြေးသွားတဲ့အကူတယောက်ပေါ့နော်ပြီးတော့ချွတ်တင်မှဆိုခွင့်ရရအရန်ခွင့်ရလုံးလုံးလည်းငိုအခန်းဆိုရင်အကူရုံမြင်ကိုရည်စင်တာဟုတ်တယ်ကျွန်တော်မြင်တိုင်းသူရည်ပြီနော်ကျွန်တော်ဘာမှမဟုတ်မူးပြီးတော့ ဲ့ရပေါ်မှာလဲနေတယ်။သူကကျွန်တော်ရဲ့ကြော်ပွေလေးလား၊လွဲလေးလား၊လွဲလေးချွတ်ပေးရတဲ့ခါကျွန်တော်အဲ့တော့ကျွန်တော်မျက်နှာသူမြင်တာနဲ့အဲ့လွဲကိုမချွတ်နိုင်ဘူးသူကြည်တာပေါ့နော်။အဲ့ဒါလေးလေးအဲ့ဒါလေးမှတ်တရအောင်။အဲ့လိုပြောမိနေကွာသတိပြန်ရအောင်နော်အဲ့ဒါလေးဟုတ်တယ်အဲ့လိုပဲအရင်ရှိရကွဲနားရဲ့အချိန်ဆိုရင်အဲ့လိုလေတကယ် happy sin ပါရင်ငါကိုရှင်မွေးသားနဲ့တော့ဒီနေ့တိတ်ပြီးစကားမပြောတော့အဲ့လိုမျိုးကိုယ့်ဟာကို limit လောက်ထားရအောင်နော်အဲဖုံးတိကျော်ကြာသူကြတော့ဟိုပါပေါ့သူလည်းအဲ့လိုပဲစိတ်ကဖြူတယ်ရှင်းတယ် သူတယောက်တယောက်နဲ့ဘာထားမှမရှိဘူးအေးဆေးပဲသူလုံးဆရာရှိရလုံးမယ်စားတဲ့ရှိရစားမယ်သူတော်တဲ့ရှိရတော့ပြင်တယ်ရှိရပြင်မယ်သူစိတ်ထဲမှာဒါပဲရှိတယ်အဲ့တော့ဟိုဖြူတဲ့သူကိုကြတော့ကျွန်တော်သိတယ်လေမြင်လိုက်တာနဲ့ပြီးတော့သူကနောက်တစ်ခါရီကြောရှိတယ်ကျွန်တော်အဲ့သူသူကပြောသလိုပဲနော်သူ drama စင် heavy ရိုက်ရတော့မယ်ဆိုရင်သူကျွန်တော်နဲ့စကားမပြောသလိုပဲအဲ့လိုပဲကျွန်တော်လည်း drama ရိုက်ရတော့မယ်ဆိုသူ့ကိုကျွန်တော်သွားမစတော့ဘူးဒါဘာဖြစ်လို့ဆိုတော့သူ့ကိုသွားစရင်ကျွန်တော်အလုပ်ကိုအနောက်ရှက်ပေးလိုက်တာနဲ့အတူတူပဲအဲ့လိုချိန်ဆိုကျွန်တော်လည်းမသိကြအောင်စောင့်ပေးတာတယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးလေးနဲ့နှစ်ယောက်သားညီညီနိုင်နိုင်နဲ့ တယောက်တစ်ယောက် respect ထားပြီးတော့ပြုတ်ဆောင်တဲ့ခါမှာဒီကားလေးကတော်တော် commercial မိတယ်လို့လည်းဆရာ edit ဆက်တဲ့အချိန်မှာပြောရတော့ဝမ်းသာပါတယ်ခင်ဗျဟုတ်ဒီကမှာအရင်ကတည်းကဂျန်နီလို့လည်းအမှန်တမ်းပြောရရင်ဒီရိုက်ကွင်းတစ်ခုမှာမင်းသားမင်းသမီးတွေက day 1 day 2 day 3လောက်တည်းကနည်းနည်းစိတ်နေတယ်အဲတပတ်လောက်နေရောမှဆဆတောက်တောက်နဲ့ရင်းနှီးသွားကြတော့ခုရှင်ဝင်လာ day 1ကလေးကစာစာဒေးဇီးတို့ရဲ့အစတယ်ဒေးဇီးတို့ရဲ့အစကစနေဟိုကမိစင်ကလည်းနည်းနည်းတည်ရဲ့အော် ခြေရလည်းမသိဘူးပေါ့အဲ့လိုဖြစ်သေးတယ်။ဒီဝမ်းမှာဟုတ်ပဲအခွေလေးစပြောနော်အဲကောက်မှာခြေကြတယ်ဟုတ်တယ်သူလည်းဒီကားမှာမဆုံဘူးလားဒါမဲ့လည်းဒီကားမှာဆုံမှုပဲမဲ့လည်းတစ်ချိန်မှာတော်တော်ဆုံခဲ့ဘူးသူလိုပဲနှစ်ယောက်ကအဲ့လိုမျိုးဟုတ်ဟိုအမှန်တမ်းပြောရရင်ဇနီးကအဲ့လိုအနေအေးရယ်ပေါ့စကားလည်းအဲ့လိုကိုဝါစသွားပြောတာနည်းတယ်နည်းတော့အဲ့လိုအရှိမကားတော်များများရရင်အလုံးထဲကအလုံးအနေနဲ့ respect အရာအကုန်လုံးအဆင်ပြေပေမဲ့ပြီးွားရင်တော့ပဲဒီလိုပဲအလုံးအလုံးရခင်ခဲ့တယ်သူတွေပေါ့နော်ကိုရှင်ဝင်လာကြအဲ့လို ့တန်ရောစင်လို့အဲ့လိုမျိုးပေါ့ရင်းနှီးမှုနှွေးနှီးမှုတွေကတော့ကြံခဲ့အခုချိန်မှာပြန်တွေ့ရင်တော့စိတ်နဲ့အောင်မရှိဘူးကိုယ်တို့တယောက်လိုပဲသူရင်းနှီးနှီးဖြစ်တယ်ပေါ့ဟုတ်စားပြစ်ကစားအခြေတလိုင်းလို့ထင်တယ်အမောစားကြတဲ့စကားသိမ့်မပြောဘူး။မဟုတ်မဟုတ်အဲ့လိုမဟုတ်ကျွန်တော်အဲ့စားတွေ့ကြတာမှာမီတင်မှာဘာလုပ်မလဲကောင်းမလဲဘာဝင့်ကောင်းမလဲတွေးနေတာနဲ့စောက်မေ့နေတာအဲ့အဲ့လိုမျိုးစောက်ဝတ်တတိရတဲ့ချိန်မှာကျွန်တော်စားဂရောဝဲဂရောဝဲမှလည်းစားစားတယ်နော်။ဟုတ်တယ်။အဲ့လိုမျိုးဂရောဝဲပြီးတော့လည်းတန်းရိုက်တာ哦ဆိုတော့အဲ့လိုမျိုး ကောင်းတဲ့စာဟုတ်တယ်အဲ့ပါဝင်လာရီလာပြောရနော်အဲ့ပါဟုတ်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 တယ်ဟုတ်တယ်ကျွန်တော်အဲ့ဒါနည်းရှော့ဖို့တော့လိုအပ်နေပြီတက်လဲ30ဖြစ်သွားပြီထိတ်စီးရလဲပြောင်းသွားပြီဆိုတော့ရှော့မှရတော့မှာမရှော့လို့မရတော့ဘူးအဲ့လိုမျိုးကြိုးစားနေပါလေဟုတ်တယ်ကျွန်တော်အမှန်တမ်းပြောရင်တိတ်ပျော်မပျော်ခဲ့ရဘူးတစ်သလုံးဟိုမပျော်ဘဲနဲ့နေခဲ့ရသမျှအခုကဟိုကိုက လမ်းကြောင်းအလုံးလုံးနေရပြီဆိုတဲ့အချိန်မှာကိုယ်အနေနဲ့ pressure ရော့လာငငယ်တော့ထက်စား pressure ရော့လာတဲ့အခါမှာအခုမှကျွန်တော်ပျော်ခွင့်ရှိတာပျော်ခွင့်ရှိတဲ့အချိန်မှာကျွန်တော်ရဲ့ character အစစ်မှန်ပေါ်လာတာပေါ့အရင်တော့ကျတော့မပျော်ခဲ့ရတဲ့အချိန်တွေကျတော့ထိမ့်ချုံနေခဲ့ရတာအဲ့လိုမျိုးစူးစမ်းနေတဲ့အချိန်တွေပေါ့နော်အခုမှစပြီးတော့ဒါမဲ့ step 1မှရှိတယ်နောက်ထပ်အများကြီးလာအောင်မယ်ဒါမဲ့လည်းအသက်က30ဖြစ်နေဘတ်နေဆိုလည်းပြန်လျှော့ရမယ်အဲ့လိုမျိုးတိုးလျှော့တိုးလျှော့ ဟိုဒီကားလေးကကျွန်တော်တို့အရှိမပြောခဲ့သလိုပဲပေါ့နော်ရင်းရင်းကြီးကြီးတိမ်တိမ်မွေ့မွေ့နူးနူးညံ့ညံ့လေးနဲ့ချစ်စရာကောင်းအောင်ပြုတ်ဆောင်ထားတယ်ပြီးတော့ကျွန်တော်တို့ကဟိုအိမ်အောင်တဲ့ဘဝတွေဖြစ်သွားတဲ့အချိန်မှာလည်းခလေးလင်မယားလို့ပဲဗမဟုတ်တဲ့ပြဿနာတခုအကြီးလောင်ကြမှာပေါ့နော်အကြီးတော့မဟုတ်ဘူးပေါ့ပပလေးလောင်ပြီးတော့ချစ်စရာကောင်းအောင်ပြုတ်ဆောင်ထားပါတယ်ချစ်ခင်ရဲ့ပိတ်သက်ကြီးအချိန်ပြရကြုံနဲ့အောင်ချူသားလာပါတယ်အဲ Fortune Channel မှာတနင်္လာနေ့တောက်ကြ၈နိုင်ဆိုရင်အမြဲလာပါတယ်ခင်ဗျာဆောင်းမြော်ကြည့်ရှုအားပေးကြပါဦးပါတယ် လိုပဲလို့တော့သိတယ်ကျိုသိတယ်ဒီလိုပါလေခင်ဗျာโอเค